ဟယ်လိုအားလုံးပဲမင်္ဂလာပါလို့မင်္ဂလာပါမင်္ဂလာပါကဲအားလုံးမာလာတမတမအရန်အေးရရှင်အားလုံးပဲမင်္ဂလာပါလို့နော်အားလုံးကိုနေရစနေနေ့ဒီမှာတော့အရန်အေးလို့မှာစောင်းနေချုံမီကိုင်းနေရတယ်ဘွာကျွန်တော်တို့စီမှာ ဘာတွေလုပ်နေကြလဲရှင်ဘာတွေလုပ်နေကြပါလဲလို့ဒီနေ့တော့ပြောဖို့စရာလေးတွေရှိတာရယ်ပြီးတော့နောက်တော့ပေါ့နော် share တခုလုပ်ချင်တာပေါ့နော်အဲ့ဒါလေးကိုပြောချင်တာပဲဒီမှာရင်အေးတာပဲတိကအေးခဏရလို့ချက် ဘာတွေလုပ်နေကြလဲရှင်ဘာတွေလုပ်နေကြပါလဲကဲ live ကလေမလွင်တာကြာလို့ရှိရင်လေတရက်မလွင်လို့ရှိရင်တရက်ဒီလူဒီရမ်းကြာဘာတွေမှလည်းမသိပတ်စံအခုဒီနေ့ပြောချင်တဲ့အရာညာလေပတ်စံနော်လူကထင်တာပေါ့နော်ငွေကရှားတာလွယ်တယ်လို့ထင်တယ်မထင်နဲ့ပတ်စံရှားတာအရင်ခက်ခဲတယ်သီလား တကယ်ရှားတာခက်ခဲတယ်။ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကကိုကတော့လွယ်မဲ့ထင်တဲ့ပုံစံနဲ့ကိုကလှုပ်လိုက်တဲ့လှုပ်လိုက်တဲ့ဆိုပေမဲ့မလွယ်ဘဲနဲ့ခက်ခဲတဲ့အရာတွေအများကြီးတကယ်ရှိတယ်သိလား။ဥပမာပြောရရင်တချို့ကပြောရမလား YouTube ကနေပြီးတော့ live လွှင့်အဲပြီးလို့ရှိရင် YouTube ကနေပြီးတော့ပတ်စံရှာလို့ရတယ်ကြညာကားလေးရတယ်တကယ်တမ်းကြာလေမထင်နဲ့မလွယ်ဘူးတိလာ အတူပြကျမလိုမျိုးစီးပွားရေးပုံစံမလုပ်တတ်တဲ့မိမကျမလိုမျိုးတစ်ခါလေးကြာရင်အပြင်းထူတဲ့မိမကျမလိုမျိုးသူများရဲ့ဗီဒီယိုကို reaction မလုပ်တတ်တဲ့မိမအတွက်ကမလွယ်ဘူးတကယ်မလွယ်တာပါကျမတို့ကြာတော့မတူးလေနော်ကျမအဲ့ကျမစဉ်းစားတာတချို့တွေပုံတော့ YouTube မှာဟာသိလား အရှမ်းတော်ကြတာပဲဒီလိုဟာသူများရဲ့ဗီဒီယိုတွေယူရဲပြီးလို့ရှင်ဟာသူတို့တွေ reaction လုပ်တယ်ကြော်ညာကတွေရတယ်ကျမလေးတည့်ရတည့်ရပြင်းလို့လေသူ YouTube ကနေပြီးအကောင့်နေရလေကြကုန်လားဒီလားကျမ live ပြနေတာဘယ်နေ့ရှိလဲ၄ရက်လောက်ရှိပြီဘာပြောရမှာလဲကဲပြောကျမဘာပြောရမှာ live မှာ live မှာဟဲ့ခင်စားပြီလားဟဲ့နေကောင်းကြလားဟဲ့အဲ့ဒါပြောရမှာလားအဲ့လိုမျိုးမပြောချင်ဘူးနော်ကိုပြလိုက်တဲ့အကြောင်းအရာတစ်ခုက သူများအတွက်အကျိုးရှိမယ့်အရာဆိုပြောချင်တယ်အဲ့လိုပေါ့ဒီနေ့ဆိုလို့ရှင်ဩပတ်စံတကယ်တမ်းကြာ YouTube ကလွယ်မလို့နဲ့မလွယ်ပါလားပေါ့နော်သူများထင်တာက YouTube ကနေလွှင့်လို့ရှင်ပတ်စံရမယ်ကျမတို့ကမဟုတ်ဘူးကျမက live stream ရလည်းပြင်းတယ်ပြီးတော့ပြင်းတာလည်းပါတယ်နောက်တော့ဘာတွေပြောလို့ပြောမှလည်းမသိဘူးနော်အကျိုးရှိမှအရာပြောချင်တဲ့ခါကျမဖြစ်ဘူးသူများတွေလိုမျိုးသူချို့သူများတွေရဲ့ဗီအားကြတော့လေဟို copyright နဲ့ညှိတာပေါ့နော်ကျွန်တော် တို့ကြောင့်ဒီမှာဒီမိုကရေစီနိုင်ငံမှာနေတာဖြစ်တဲ့အတွက်ကြောင့်သူများတကာရဲ့ပစ္စည်းကိုမယူရအောင်သူများတကာရဲ့ဗီဒီယိုကိုကွန်ပျူတာမရှိဘဲနဲ့မယူရဘူးရှင့်အဲ့ဒါကြောင့်ဒီမှာဘယ်သူရဲ့ဒီမှာလည်းလုပ်လို့ရပဲဒီမှာဖုန်းတစ်လုံးလေးရှိလို့ရှင့်ဟိုကဖုန်းတစ်လုံးကနေဗီဒီယိုတွေကုကုလို့ရှင့်ဟာဒီမှာကျွန်မကဒီနေ့ကျွန်မရဲ့ page page ကနေပြီးတော့ဒီမှာဟိုအညာသားဘသူကအဲချစ်စရာကောင်းတဲ့အမိသားစုလေးကို ကျွန်မက reaction လုပ်ပါတယ်နားထောင်ကြပါကျွန်မရဲ့ page လေးကိုလည်း ိုက်ကန်စကရဘရတာပဲဘလို့မနဲ့သူများပစ္စည်းကိုမခိုးဘူးနော်ကိုဟာနဲ့ကိုသူများပစ္စည်းကိုမခိုးဘဲနဲ့ကိုဟာနဲ့ကိုကိုရဲ့ချင်းနဲ့ကိုပြောချင်တဲ့အရာလေးကို ပြောလိုက်ရင်ကျင်တယ်ဒီနေ့ပြောချင်တာပတ်စံရှာတော့မလွယ်ဘူးရှင့်အထူးပြခုလိုမျိုး YouTube တို့ TikTok တို့ Facebook တွေမှာပေါ့နော် တချို့ဆိုလို့ရှိရင်ဒီ Facebook အခုကြည့်ပါလားဟိုဆယ်လီတို့ပါတယ်ဟိုဆယ်လီတွေလေဟိုဟို LGBT တွေပတ်စံအမလို့ကူချမ်းသာသွားပြီမတိုက်ကြည့်တယ်ဟိနာပဲပတ်စံလေပေါ်ချစ်ပေါ်သေးပေါ်ပေါ်ကုန်ကြတာဘာကြောင့်လဲအဲ့လိုသူများပြောရဲတယ်អော်ရဲတယ်အဲ့ဒီမှာသမင်းဟင်းဆိုလဲစားပလိုက်တယ်ကိုရီးယားတစ်ခါလေးမှာပဲကိုကျမ်းမာရေးနဲ့ပတ်သက်တာကိုပြောချင်းပြောမယ်အဲ့ဒီနေ့ဒီမှာအရန်အေးရဲဒီမှာအေးလို့မဆောင်နဲ့ချုပ်ပြီးတော့နေနေရတယ်ပြီးတော့ အချိန်ပေါ့နော်သူတို့ကြတော့ဒီတချို့ကြအလုံးမရှိကြတော့အဲ့တော့ကိုအချိန်ပေးတာပေါ့နော်ကျမကြတော့ကိုကညဆိုအလုံးဆင်းရတာရှိတယ်ညပြတော့လုံးဆင်းရတော့မနဲ့ပေါ်ပြန်လာတော့ဒီမင်းစာနေ့လေစာစားဖို့အတွက်ပြင်ဆင်ရတယ်ပြီးအိမ်ရသေးတယ်ကိုအိမ်ရနေတဲ့ခါကျတော့ညမပြီးမှမိုးချုပ်သွားပြီးအချိန်က6နာရီကျော်တာဟုတ်ကိုရိုက်ခါကျတော့ကိုပြောမဲ့ live တွေကြတော့လေ သူများကအဲ့ချိန်ဖြစ်သွားပြီဆိုတော့သူတို့ပြောတာက live ဆိုလို့ရှင်လက်လွှင့်မယ်ဆိုလို့ရှင်ပေါ့နော်ဒီလိုအချိန်ကတ်တန်ထားပေါ့နော်မြန်မာပြည်မှာဟိုအားတဲ့အချိန်ပေါ့ဆိုတော့ပြီးတော့ဘာပြောရမှာလဲတည့်တည့်အောင်ထမင်းစားပြီလားထမင်းစားရတာပြောလို့မရဘူးနော်ကို့အတွက်အကျုံးဝင်မယ့်အရာတစ်ခုပေါ့သူများအတွက်အကျိုးရှိမယ့်အရာပဲကျွန်မပြောချင်တာဆိုတော့ဒီနေ့ကတော့ပတ်စံရှာတာမလွယ်ဘူးထင်တယ် YouTube ကနေတချို့တော့ရှာကြရလွယ်မှာပေါ့တချို့ကြတော့ပေါ့နိုင်ငံရေးအတုံးချအခုဆိုကွာကျွန်မကနေပြီးတော့ ဟိုသူများစိတ်ဝင်စားအောင်နိုင်ငံရေးကိုခုတုံးလို့ပြီးကျမပြောရမထိုက်တော့အစိမ့်ကြိုက်ကြိုက်အောင်အနည်းကြိုက်ကြိုက်အောင်ကျမပြောလိုက်လို့ရှိရင်ကျမ page ကနာမည်ချင်းကြီးမှာပဲဘာလို့မလဲခုနိုင်ငံရေးကိုလည်းလောက်နားမလဲသူကသူအခုအခုချိန်မှာနိုင်ချင်တဲ့သူနိုင်กว่าအနေပဲနိုင်နိုင်အစိမ့်မဲ့နိုင်နဲ့ဖြစ်ချင်ရဖြစ်အခုဆိုကြားဖြန့်နေရောကြားမဖြန့်နေရောလိုင်းပေါ်မှာဟိုဟိုမဲကိစ္စတွေကောဟာဒီမှာပွဲတွေဟေးပွဲတွေဟေးဆိုပြီးတော့ဖြစ်နေတဲ့ဟာတွေကောပြီးလို့ရှိရင်အာ စိန်စိန်ဟောင်းစိန်နေပါလေဟိုပွက်အမှုပညာရှင်ရတယ်အမှုပညာရှင်နေအလျောက်အကုန်လုံးဟာဟိုတစ်ခါကြားမိုးလို့ဘုံတနေရာမှာတနေရာတော့အကုန်လုံးဟိုစုနေပြီးတော့ကောင်းစားရတယ်တချို့ကြလဲဆက်ကြည့်ရတာခေါင်းတွေနောက်လာတော့လေဘာမှမကြည့်တော့တဲ့တဲ့အိမ်မှာတော့မအားလား Netflix ကြည့်လို့တော်သေးရရုပ်ရှင်ထိုင်ကြည့်ရပြီးတော့ကိုယ်မှာဗီဒီယိုအခွေလေးရှိရထိုင်ကြည့်တယ်ပြောချင်တာဘာလဲဆိုတော့ဒီက လွယ်မထင်တဲ့အရာတွေနော်ကိုကအော်ဒီ YouTube မှာငါ live လုပ်လို့ရှင်ဟိုပတ်စံရမှာပဲမထင်လိုက်နဲ့အဲ့ live တစ်ခုလွှင့်ဖို့အတွက်ကိုတချို့ဆိုလို့ရှင်တော့ကျွန်မတို့ပေါ့ရိုးရိုးပေါ့အိမ်မှာပေါ့ကျွန်မအိမ်မှာကျွန်မပါကျွန်မထိုင်လွှင့်နေတာအခုမှအဲ့ရနိုးပြီးတော့ချောင်းလုံးမှာအိမ်ထဲမှာအနုရက်ဝတ်ထားတယ်ပေါ့ကတော့တချို့တွေကြာအဲ့လိုမဟုတ်ဘူးပေါ့နော်တို့ရဲ့ဒီ train နာမ background တွေကအကုန်လုံးလူစိတ်ဝင်စားပေါ့နော်ဒါစီးပွားရေးလောကပေါ့နော်စိတ်ဝင်စားအောင်တို့လောက်ကြဒါတို့ရဲ့ဒီဘယ်လိုခေါ်မလဲ professional အလုပ်ခုလုပ်မှာပေါ့နော်သူတို့ကြာတော့ကျမကြာအပျော်လေကျမကြာအပျော်သဘောနဲ့ lecturer ဟို Facebook ကြာလဲသိရမလားဆိုကဘန်းနဲ့ကိုနဲ့အဆင်မပြေဘူး तू ကငိုကိုရဲတော့တမျိုး तू က तू blue mark ကိုမဝဲတော့ကျမကိုအဲ့လိုပဲသာချထားတာ तू ကျမအမေပြောတယ် Facebook ကနေပြီးတော့အေးအခုချိန်မှနေ blue mark ဝဲလို့ရပါဘာလို့ကျမဝဲမှာလဲဘာလို့ကျမ blue mark ဝဲမှာလဲ player တစ်လောက်250ကျမပေးရတယ် salary ချအလကားလေအေး no 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 ကျမပတ်စံတရားဝင်250ကိုကျမဝါရီဆွဲပလိုက်မယ်ဘာလို့လဲမလို့ဟုတ်လား ပြောချင်တာပါလို့ဆိုဘလူးမလည်းကျမမလို့ခြင်းဘူးကျမမှာပါကျမဟိုဘလူးမမလို့လို့လည်းကျမအကောင့်နေခြားခြားထားအရင်တော့ဆိုရင်ဘလူးမမဟုတ်ဘူးเนาะရိုးရိုးအကောင့်ထဲမှာဆို follower တွေကြည့်ဖို့အတွက်သူဖွင့်ထားတာရှိပါလိမ့်မယ်အခုအကောင့်လုံးပိတ်ထားတော့လည်းကြီးမဆိုင်ဘူးလေဟုတ်တယ်မလားဟိုကလည်းမရအောင်ကွာ Facebook ဆိုလို့ရှိရင်ဟိုကလည်းမရရအောင်ဒီကလည်းမရရအောင်ဟိုကလည်းမပြောအောင်ဒါလည်းမပြောတော့ရင်တော့ဆိုရင်တစ်ချိန်တော့ Facebook ကအကောင့်ရဲ့အနီးတွေနဲ့အစိမ့်မရှိတယ်အအနီးနဲ့အပွားပဲရှိတယ်တစ်ချိန်တော့သူပိတ်ပိတ်ထားတာရေးချင်တယ်လည်းရေးလို့မရပြောချင်တယ်လည်းပြောလို့မရအောင် တော့အခုချိန်မှာကိုကဥအကျိုးရှိမှရလေးကိုပြောချင်တယ်အဲ့ဒါဘာလဲဆိုတော့ဒီနေ့ပေါ့နော်ပတ်စံရှားတာမလွယ်ပါဘူးတကယ်ရှားတာခက်ခဲပါတယ်နော်ဟိုတချို့အချိန်တွေမှာဟာငါ YouTube ကနေ live လိုက်လို့ဟိုပတ်စံရမယ်ဆိုမဟုတ်ဘူးရှင်မလွယ်ဘူးတကယ်ပါရမ်းခက်ခဲပါတယ်နော်တကယ်ဟိုလွယ်မထင်တဲ့အရာလေးတွေကရမ်းခက်ခဲတာပေါ့နော်အဲ့တစ်ချက်ပြောချင်တယ်နောက်တစ်ခုကြတော့ဘာလဲဆိုတော့ဒီမနေ့ပေါ့နော်ကျွန်မပြောချင်တာဘာလဲဆိုတော့ အခုဆိုလို့ရှိရင်မြန်မာနိုင်ငံမှာเนาะဒါခက်ခဲရင်ဖြစ်ကုန်ကြတယ်เนาะမြန်မာနိုင်ငံမှာအခုဆိုနေရင်ကြောင်တောင်ဓမြတိုက်တာတို့เนาะအဲ့ဒီကားတွေနဲ့ဆိုလို့ရှိရင်လည်းကပတ်နှိုက်တာတို့အရန်အရန်ကိုเนาะဖြစ်ကုန်ကြပြီเนาะအဲ့ကပတ်နှိုက်တာတွေကဘာလို့ဖြစ်တာလဲဆိုတော့လေဒါလူတွေကစားစရာမရှိတော့ဘူးเนาะစားစရာမရှိတော့အခါကျတော့အိတ်ဆေးတွေလည်းเนาะတိုးဆေးလားအိတ်ဆေးလားเนาะဘယ်လိုတွေလုပ်ကြမသိဘူးအမြိုင်းပေါ်လာကြပြီအဲ့ဒါတွေကြတော့ပြန်ကြည့်လို့ရှိကွာဘာပြောချင်လဲဆိုတော့ကျောင်းနိုင်ငံမှာက အခုနော်တိုင်းပြည်အခြေအနေကပိုဆိုးတဲ့ဆိုးလာကြပြီဆိုးတဲ့ဆိုးလာလူတွေကစားစရာမရှိတော့စားစရာမရှိတော့ဘာဖြစ်လဲဆိုရိုးသားမှုလည်းမရှိတော့ဟိုငါတို့ဘလို့ခိုးလိုက်ရမလဲငါတို့ဘလို့လှုပ်လိုက်ရမလဲဆိုပြီးအထွေထွေတို့ခေါင်းထဲမှာရှိတယ်ဟိုအတက်ပညာတွေပေါ့နော်မကောင်းတော့အတက်ပညာတွေပေါ့နော်အဲ့ဒါဘာလဲဆိုတော့နိုင်ငံမှာကစင်းရဲတော့လေစင်းရဲတဲ့အခါကျတော့လူတွေကအခုလို့ပေါ့နော်အခုလို့ပေါ့ ဟိုဟိုဘလော့ကောမလဲလောလောကူနဲ့ရနီလန်းပေါ့နော်သူများစီရပတ်စံကပတ်လိုက်တာတို့သူများတို့များတိုက်တာတို့လောက်ကြတယ်လောကူစားနဲ့ရှာပြရတဲ့ပတ်စံပေါ့လောက်ကြအခုလိုပြန်ပြောလို့ပေါ့အခု YouTube တွေပါတယ်ဆိုလို့ရှိရင်တချို့ဆိုသူများရဲ့ live ကိုယူတယ်ပြီးလို့ရှိရင် reaction လုပ်တယ်အဲ့ရန်သူတို့ကလူတွေကလည်းအဲ့ဒါမှစိတ်ဝင်စားတယ် original တော့မကြည့်ကြဘူးတော့ ကျမအမြင်နဲ့အစည်းအဝေးတစ်ခုပြန်စဉ်းစားရတာပေါ့နော်အခုချိန်မှာကျမတို့တွေကအများဖြင့်ကတကယ့်နာမည်ကြီး brand တွေရှိလိမ့်မယ်အဲ့ brand တွေကအရန်စေးကြီးတယ်ဟုတ်တယ်ဟုတ်အခုဆိုကွာ Gucci တို့ Prada တို့နော် Louis Vuitton တို့အဲ့ဒီရဲ့ ီ Victoria Beckman ဒီသူရဲ့ brand နေရှိမယ်အဲ့ brand เนี่ยရန်စစ်ကြီးအနားအောင်ကတ်လို့မရအောင်ဒါပေမဲ့အဲ့ brand တွေကိုခိုးထုတ်တဲ့သူတွေက copy ယူရဲဒါပေမဲ့ဒစိတော့မရှိဘူးပေါ့နော်ဒါသူတို့ရလို့ copy အဲ့ copy တွေယူပြီးတော့ဒစိတွေသုံးလို့ရှိရသူဖမ်းခံမယ်နော်ဒါလို့သုံးွင့်မရှိနော်သူ copy လောက်ခွင့်ရှိတယ်သူများတာဒစိကိုသုံးွင့်မရှိဘူးပေါ့နော်အဲ့လိုမျိုးပဲလူတွေကဘာဖြစ်ကုန်ဆိုတော့အတူတွေကိုစိတ်ဝင်ကြတယ်ကျွန်တော်လူမျိုးတွေကအတူတွေပဲစိတ်ဝင်ကြတယ်ပစ္စည်းလောကမှာကောဘယ်လောကမှမဆို เนาะကုန်ပစ္စည်းလောကမှာဆိုလဲအတူတူပဲအဆစ်တွေကအနာမကတ်နိုင်မှုတွေเนาะအခုကွာနိုင်အဆစ်တလုံး Michael Kors ဆိုလို့ရှိရင်ဆေးကြီးတယ်ဒါသူ့လိုမျိုး copy တွေရှိတယ်ဆေးကြီးကအစပေါင်းများစွာကွာတယ်လေအစပေါင်းများစွာကွာတဲ့ခါကျတော့လူတွေက copy လဲဖြစ်ပေမဲ့လဲလှတဲ့ဈေးပေါ်တဲ့ဟာပဲကိုဝင်နိုင်တာပေါ့เนาะဒါပေမဲ့အဲ့ဒီအဆစ်တွေကြာပတ်စံရှိတဲ့သူတွေပေါ့ အမှုပညာရှင်တွေဒီကဖိုတိုမော်ဒယ်တွေပေါ့နော်ဝင်နေတာပေါ့ပြောချင်တာပါလဲဆိုတော့ယနေ့လောကမှာကအကုန်တော်များအတုကိုပဲသွားကြတော့တယ်ဘာကြောင့်လဲဈေးချိုတယ်ဈေးသက်သာတယ်ဒါပေမဲ့အခုလိုမျိုး YouTube တွေမှာတော့ TikTok တို့မှာတော့ Facebook မှာကျတော့အထူးပြီး YouTube မှာပေါ့နော်ဒီသူများရဲ့ဒီဗီဒီယိုကို reaction ပြန်လောက်တာခိုးတာတော့လုံးဝမကောင်းကြည့်တဲ့သူတွေလည်းပြောချင်တာကဘာလို့မြန်အဲ့ဒီအတုတွေပြေချင်မှသွားချင်ပါတယ်တကယ်အစ် original တွေ life ကိုဝင်ကြည့်လိုက်ကိုအရင်ကြိတ်လိုက်တယ်ဆိုတော့အခုကအညာသားကြီးဘယ်သူလဲအဲ့ဒီနော်သူ့အညာသူ့အမေနဲ့သားနဲ့အမေနဲ့ပြောချစ်စီအားလေးပေါ့နော်တင်ထားတာရှိတယ်။အဲ့ဒါဆိုလို့ရှိရင်အဲ့သားရဲ့ original ဒီရဲ့သူ့ရဲ့ page မှာတွားပြီးတော့ like လုပ်ပေးလိုက်နော်။အဲ့ဒါပို့ပြီးတော့သူ့ကိုအားပေးရတယ်။အဲ့လိုမဖက်နဲ့သူ့ရဲ့ဒီ video ကို copy ယူပြီးတော့ကိုယ့်ရဲ့ page မှာ ကိုယ့်ရဲ့ page နာမည်ရဖို့အတွက်ကိုထမင်းစားဖို့အတွက်သူများတကာရဲ့ video ကို ခိုးချတဲ့ဒါတွေကတော့အာမပေးသင့်ဘူးရှင်။ကျမပြောတာနားလည်လားမသိဘူး။ကျမတို့တွေကမှားနေတယ်။အယူဆတွေအတွေးခေါ်တွေကမှားနေတယ်။မခိုးရတဲ့အရာကိုတော့ခိုးကြတယ်။ပြီးလို့ရှိလို့ရှိအာမပေးသင့်တဲ့သူတော့အားပေးကြတယ်။မှားနေပြီနော်။အဲ့ဒါမလုပ်သင့်ဘူးရှင်။ကျမတို့တွေကကိုသူများတကာကအခုကျမဆိုကြည့်ကျမ life ကိုကျမလွှင့်မှုတော့ကကျမအချိန်ယူရတာကျမမအတိတိုင်းမကျမဒီနေ့တော့တော်တဲ့အရေးလေးဝါလို့ကျမ ထလွှင့်နေပြီးတော့ကျွန်မပြောစရာဘတ်စကားငါပြောရင်ကောင်းမလားဒီနေ့ငါလက်ကလည်းမလွှင့်လို့မရတော့ဘူး YouTube မှာပြုတ်ကြကုန်မလို့ဖြစ်နေအဲအဆောင်လို့ဟောငါလိုက်မလွှင့်လို့ဖြစ်တော့ဘူးငါအကောင့်လေးပြက်သွားမှာဆိုလို့ပေါ့နော်ဒီ YouTube အကောင့်လေးပြက်သွားမှာဆိုလို့ငါလိုက်လွှင့်ရမှာဒီနေ့ဘာပြောမလဲဆိုတော့အပြောချင်တယ်ကိုတိုက်ဆိုင်တဲ့အရာလေးကိုကိုပြောချင်တာပဲဖြစ်လာတယ်ဩဒါလေးကိုငါပြောလိုက်လို့ရှိရင်တော့အကျိုးရှိမှာပဲဒါလေးကိုငါပြောလိုက်လို့ရှိရင်အကျိုးရှိမှာပဲဆိုတော့ကျမကိုကြည့်တဲ့သူတွေဘလောက်မှလည်းမများပါနဲ့လေတယောက်ပြောလိုက်လို့အဲ့တယောက်ကနားထဲဝင်သွားကျမကျင်နေတယ် အဲ့ဒါအဓိကပဲအဲ့ဒါအဓိကပဲဘာကြောင့်လဲဆိုတော့ကျမတို့ကဒီအဝိစာ brand တွေဘာတွေမှာကြတော့ဈေးနှုန်းအားဖြင့်ဈေးချင်းခွာတဲ့အတွက်ကြောင့် copy တွေကိုတုံးပေမဲ့အခုလိုမျိုး YouTube တွေမှာเนาะ YouTube မှာသူများရဲ့ page ကသူများရဲ့ video တွေကိုခွင့်မတောင်းဘဲနဲ့အလွဲသုံးစားလုပ်ပြီးတော့သူတို့ရဲ့ page မှာပတ်စံရဖို့အတွက်နာမည်ရဖို့အတွက်ဆိုလို့ရှိရင်ရှင်တို့တွားပြီးတော့ like ပေးတာတို့လုံးတင်လို့ထင်တာပေါ့နော်ဒါတခိုးအားပေးဖြစ်သွားလိမ့်မယ်ဟုတ်တယ်ဟုတ်အခုဆိုတော်တော်များများ YouTube မှာတွားကြည့်လိုက်တော်တော်များများကသူများတကာရဲ့သူပြည့်စက်လေးဆိုပြပုံဆိုနော်စက်လေးရဲ့ပို့ဆိုဆိုသေးတယ်စက်လေးတော့ကလင်းမြောင်းတော့ရံဖြစ်ပြီဆိုအာကူရဟေးကူရကူရအပလစ်တော့ ကိုပြလို့ရှိရင်တို့ကလူစိတ်ဝင်စားအောင်ပေါ့နော်လူစိတ်ဝင်စားအောင်အဲ့ဒီတို့ရဲ့ဒီ page ကိုပေါ့နော်အဲအခုဆိုတော့ကွာအဲဟိုချမဘလို့ခေါ်မလဲမွေကြီးရနေပြီးတော့ဒူစားလိုက်ပါတယ်လို့အဲ့လိုမျိုးတွေပေါ့လူစိတ်ဝင်စားအောင်တို့ကခေါင်းစဉ်တက်လိုက်တယ်အဲ့ခေါင်းစဉ်အောက်မှာတဲ့တင်းကိုတို့ကဟိုသူများစိတ်ဝင်စားအောင်တင်လိုက်ပဲသူများရဲ့ post ကြီးကိုသူများရဲ့ခါးချက်တချို့ဆိုလို့ရှိရင်နော်တချို့ video clip တွေဆိုလို့ရှိရင်ဥစားပြောတဲ့အရာနဲ့တင်ပြတဲ့တင်းနဲ့ သူတို့တင်တဲ့ခေါင်းစဉ်တူအောင်မတူဟုတ်တယ်ဟုတ်ပြောချင်တာပါလဲဆိုကျွန်တော်လူမျိုးတွေပေါ့နော်တခိုးအားပေးမလုပ်ပါနဲ့တခိုးအားပေးဆိုတာသူများတကာရဲ့ဒီဗီဒီယိုတွေကို copy ခိုးပြီးတော့ကိုယ့်ရဲ့ page မှာနာမည်ကြီးဖို့အတွက်တုံးချတဲ့ reaction ပြန်လုတ်တဲ့ဒီလူတွေရဲ့အဲ page တွေပေါ့နော်သွားပြီးတော့ like တွေ spread မလုပ်ပါနဲ့ action တခိုးအားပေးတာကြည့်ချင်း original သွားကြည့်တော့ original မှာသူပြောနေလေအခုကွာကဲဥစား ဟုတ်ကုဆယ်ရီနုပညာရှင်တွေရှိတယ်ဟုတ်တယ်ဟုတ်ဆယ်နေဆယ်ရီနုပညာရှင်တွေရှိတယ်ကွာအဲ့ဒီပေါ့အဲ့ပညာရှင်တွေရဲ့အောက်မှာတွားပြီးတော့ကဲတွားလိုက်ပေးလိုက်နောက် တချို့ကြလုံးကအဲ့ဆယ်လေးတွေရဲ့ live ကိုယူတယ်ပြီးလို့ရှင်တို့ကပြန်ပြီးတို့ page မှာအထူးပြည့် account set ဆိုတဲ့ကပူအောင်ဆိုးသေးတယ်တတော်ကိုဆိုးတာတို့ဆိုလို့ရှင်ရမ်းလေယူတာပဲကျွန်မတခါတော့ကျွန်မ Facebook မှာမမတ်ရကျွန်မ Facebook မှာကျွန်မ live တစ်ခုလွှင့်တယ်လွန်ခဲ့တော့နှစ်နှစ်ကပေါ့နော်ကျွန်မ live တစ်ခုလွှင့်တော့တော်တော်များများကြည့်ကြတယ်ကြည့်ကြတဲ့ခါကျတော့ အဲ့မှာဘာဖြစ်လဲဆိုကျွန်မရဲ့ live ကိုသူတို့ကကူးချတာကူးပြီးတော့တခါသူတို့ရဲ့ Facebook မှာတင်လိုက်ကောအော်မလေးတင်တော့သူတို့ကပဲနာမည်ကြီးွားတာအဲ့ဒါကောင်းဆက်သတင်းဌာနလည်းသိတယ်သူကျွန်မရဲ့ဒီ live ကို Facebook ကဟာသူတို့သူတို့ရဲ့ဒီအုပ်ဆောင်ပြန်တင်တာတင်တဲ့အခါကျတော့အဆဲခံကျွန်မတော့မလို့ကျွန်မကိုဆွဲတာတချို့ချက်တဲ့လူကလည်းတချက်တာပေါ့နော်တချို့ကလည်းဆဲတာပေါ့အဲ့ဒါယူကျွန်မကျွန်မမျက် ကြည့်လို့ကျမယူရမင်းတော့အဲမဖြစ်သေးဘူးဆိုကျမဘာလို့ ਆ လဲအဲမေးရတာပေါ့ငါဘယ်လို့ဆိုတော့အာသူတို့လက်သိမှာပါအခုဆိုကျမ binding ပြောတာဆိုတော့အာသူတို့ကျမ email ပို့တယ်ကျမရဲ့ဒီ video ကိုကျမခွင့်ပြုချက်မရဘဲနဲ့ကိုပြီးတော့ကျွန်တို့ရဲ့ page မှာတင်တဲ့အကြောင်းကျမတရားစွဲမယ် copyright ဆိုတာရှိတယ်နော် YouTube မှာ copyright ဆိုတာရှိတယ်ကျမတရားစွဲမယ်ကျမရဲ့ဒီပို့စာပေါ့နော်ဒီ video ကိုပြန်ဖြတ်ပေးပါလို့ကျမပြောရတယ် အာသူတို့တော်သေးတယ်နော်သူတို့ကလေတကယ်ပါလေးစားမှုရှိပါတယ်အခုတော့ရန် respect ပေးပါတယ်ကျမရဲ့ဒီဗီဒီယိုကိုသူတို့ဖျက်ပလိုက်တယ်ဒါပေမဲ့ဖြစ်ချင်တော့ Facebook မှာပေါ်နေတော့မယ်ဆိုတော့မလောက်ကြရမှတ်တယ်အောက်မလေး Facebook account ကိုကျမဖျက်ပလိုက်ရတယ်ပြောချင်တာပါလဲဆိုတော့ကိုသူများတကာရဲ့ဒီဗီဒီယိုကလစ်တွေအခုဆိုကွာကျမ TikTok မှာကျမချစ်ခင်ရတဲ့သမီးတယောက်ရှိတယ်သူ့သမီးလည်းအရင်ချစ်ဖို့ကောင်းတယ် ကျမကြီးယူလို့ရတာပဲသူရဲ့သူကလေးပုံလေးကျမသွားယူမယ်သူဗီဒီယိုကလစ်တွေကျမသွားယူမယ်ပြီးကျမရဲ့ဒီမှာကျမဒီ YouTube မှာကျမတင်မယ်ဆိုရင်ကလေးရဲ့ချစ်စရာလေးလीနော်လူတွေချစ်ကြမှာပဲလေအေးချစ်ပါအောင်ဟိုဂျာမန်နဲ့အဲတူကစ်ပွားလေးရဘလို့အဲကျမရေးတင်လို့ရတာပဲလीနော်အဲ့လိုကျမရေးတင်လိုက်မယ်ဆိုလို့ရှိရင်သူများချစ်မဲ့သူပေါ်လာတဲ့ကလေးရဲ့ချစ်စရာလေးတွတ်တွတ်တော့သမီးလေးချစ်စရာလေးဆိုတော့လူတွေကျမစိတ်ဝင်စားမယ်ကျမ page ကနာမည်ရမယ် ကဲကျွန်မ page ကနံပါတ်ရမယ်ခြေသူတွေများလာမယ်ဟုတ်တယ်မလားအဲ့ပြလို့ရှင်ကျွန်မရဲ့ဟိုမှာဟိုဟို data ကြီးကမာသူများမကောင်းကြောင်းပြောနေတယ်ကွငါသွားပြီသူပြောမကြည့်ပါအောင် data ကြီးကပြောနေတယ်ဟေးအဲကျွန်မ reaction လုပ်ပေးမယ်ဆိုပြီးတော့ကျွန်မတင်လိုက်မယ်ကျွန်မပတ်စံရမယ်ကျွန်မ page မှာအဲ့ဒါနဲ့ကျွန်မဘာမှမလုပ်သူသူတမားပစ္စည်းကိုမခိုးအောင်ဘာလို့လုပ်မှာလဲကျွန်မရဲ့တံတန်းနဲ့ကျွန်မပြောချင်တဲ့ image ကိုကျွန်မပြောနိုင်မှုရည်ကြီးတယ်လူနည်းသည်ဖြစ်စေလူများသည်ဖြစ်စေကျွန်မအရင်က Facebook YouTube မှာစဖွင့်သွားဆိုလူရောက်90ပဲရှိရလေဟုတ်တယ်မလားလူရောက်90မှာအခုထောင်ကျော်လာတယ်မိနစ်ကဆိုကျွန်မနေရိုင်းလိုက်လွင်တယ်အဲ့တော့ဟို posting ရဲ့ဒီပေါ့အခြေခံအကြောင်းနေဆွေနိုင်ငံရဲ့ပညာရေးအကြောင်းနေဆွေနိုင်ငံရဲ့ဒီ culture အကြောင်းကျွန်မပြောတယ်အဲ့တော့ကျွန်မဘယ်လိုခေါ်မလဲ အစတော့တော့ပြောတာပေါ့နော်ဟာငါကြည့်ရသူရှိတယ်ဆိုတော့ပြောတယ်အခုတော့မှကြောက်ပြင်းလာလဲပါတယ်ပြင်းလဲပြင်းတယ်ကိုကအလုပ်တွေနဲ့လည်းမအားဘူးပြီးတော့ပြောချင်တဲ့အကြောင်းကထက်လို့မရဘူးလို့နော်ကိုပြောချင်တဲ့အကြောင်းအရာကတော့ထက်လို့ရှာဒါရဲ့သူပြောပြီးပြီလေဟုတ်တယ်မလားကျမပြောချင်တဲ့အကြောင်းအရာကကျမတို့တွေကအငြင်းတဲ့သူများတကာရဲ့ပစ္စည်းကိုမခိုးပါနဲ့အဲ့သူများတကာပစ္စည်းကိုခိုးပြီးထမင်းစားလို့ကမလုပ်ပါနဲ့ ဲ့ဒါလေအပူစားတယ်သိလားအပူစားတယ်ကျမတော့ရှင်တယ်သူများကအခုကျမလည်းလုံးလူရှင်ရတာပဲကျမသူများရဲ့ဗီဒီယိုလေးကျမကူးမယ်ကူးပြီးတော့ကျမရဲ့ page မှာနာမည်ဟလာလာလေးနဲ့ခေါင်းစဉ်ပေးမယ်မဟုတ်ဘူးမလုပ်ဘူးဘာကြောင့်ကျမ YouTube ကိုကျမထားရလဲဆိုတော့ဒီခါလေးကြာရင် YouTube မှာကျတာပြောချင်တာလေးကိုပြောလို့ရတာပေါ့နော် Facebook ကကျမအရင်စိတ်ပြတ်သွားလို့တော့မသိဘူး TikTok ကလည်းတစ်ခါလေးမှာပေါ့နော်ဒီနေ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီကျမရဲ့အကြောင်းပြောမယ်အလုပ်ထဲမှာကျမတို့ကဟိုပေါ့ဒီကျမရဲ့နဲ့ပတ်သက်လာလို့ရှိရင် ကိုကပြောချင်တာလေးရှိတယ်နော်ကိုကျမဆိုလို့ရှိအခုဆိုလို့ရှိမှရန်အေးလာပြီအေးတဲ့ခါကျကျမဘယ်လိုခေါ့အယူပေါ့ဗာလဲ6ရောက်တယ်ပိုက်တာပေါ့ကျမအလိုအေးတယ်ဆို6ပြန်ခိုက်လာတယ်အဲ့ဒါဘာကြောင့်လဲမိမာတွေဆိုတော့အသက်50သွေးဆုံးခံနေမိမာတွေပေါ့နော်သွေးဆုံးခံနေမိမာတွေရာဆိုလို့ရှိရင်ဟိုကဘယ်လိုခေါ့သွေးသားကြောင့်ဖြစ်တတ်တယ်ရှိရလေအဲ့ဒါဆိုလို့ရှိရင်သွေးမဆုံးခင်ကဘယ်လိုလုပ်ခါဘယ်လိုလုပ်ရလဲရှောင်းရံဆောင်းရံလေးတွေပေါ့နော်အဲ့ဒါလေးပြောချင်တာပေါ့နော်အခုနောက်ပိုင်းဆိုကျမဝိတ်တွေရန်တိုးလာတယ် 2ကီလိုတိုးလာတယ်အဲဆိုမကောင်းဘူးကျမတို့လမ်းလျှောက်လို့လည်းမရဘူးအေးတယ်ဒီခုဆိုလို့ရှိရင်အနှုတ်သုံးရှိတယ်ပြောချင်တာဘာလဲဆိုတော့ကျမတို့ကသူများတကာအတွက်အကျိုးရှိမဲ့စကားကိုပြောရမှာသူများတကာရံဖို့ကျမမပြောဟိုမဟဲဟိုမမိန်းမနှစ်ယောက်ရံဖြစ်နေဟေးအဲအဲ့မှာဘယ်သူကမှန်လဲမှားတယ်ဆိုတော့သူတို့ရဲ့သူတို့သူတို့ရံဝဲကို reaction ပြမိတာကျမမပါဘူးအဲ့ဒီလူတွေကိုအတုံးချပြီးတော့ attention ယူရတယ်ထင်မှာကျမမပါဘူး အဲ့ဒါမမျက်မှတ်ထားသူများတကာရဲ့ဗီဒီယိုတွေကိုယူပြီးတော့ကိုယ့်ရဲ့ page မှာရဖို့အတွက် attention မယူအောင်အဲ့ဒါပါလို့ဆိုသူများပေါင်းပြီးသားကောင်းခြင်းပေါင်းကိုကနှမ်းလေးဖြူပြီးတော့လေကျမပေါင်းတာပါလို့ပြောလို့မရဘူးရှင်အဲ့ဒါလေ page တွေ page မှာတော်တော်လေးပေါ့ဆင်ခြင်ကြပါရှင်မခိုးပါနဲ့သူများရဲ့သူများတကာရဲ့ live ကိုမခိုးပါနဲ့သူများတကာရဲ့ video clip ကိုမခိုးပါနဲ့ပြောချင်ကိုဟာနဲ့ကိုပြောကိုဟာနဲ့ကိုရှာကြံပြီးပြောပြော ဘူးတူတရမအရာဖြစ်အခုဆိုကျမဆိုရင်ဟိုနောက်ဆို Christmas လာတော့မယ်ကွာအခုဆိုရင်မကြခင်အတွင်းမှာ Christmas decoration တွေရှိမယ်နေ့နေ့အရန်ကြတော့မယ်ကျမလိုမျိုးပေါ့ဗီဒီယိုလေးပြန်တင်မယ်ပေါ့နော်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာလေးတွေကျွန်တော်ကျွန်တော်ကြတော့လူမာတွေကိုလူမာတွေကိုရိုက်ခွင့်မရှိဘူးတပ်ပုံတွေပြီးရိုက်ခွင့်မရှိတော့လှုပ်ထုတ်ထုတ်ခံရမှာလေဒါသူတို့ရဲ့ loss ရှိတယ်ကျမ်းမာရေးနဲ့ပတ်သက်တာလေးကိုပြောမယ်အဲ့လိုမျိုးလေးပေါ့တကယ်တမ်းကျကျမပြောလို့ပဲ အရှမ်းခက်ခဲပါတယ်ကျမ YouTube ကိုနေလွှင့်ဖို့အတွက်ကကျမဟိုစဉ်းစားရတယ်ငါဘာပြောရမှာလဲသိမလားအကောင့်လည်းမဖြတ်ချင်ဘူးဒီနေ့ကတော့တိုက်ဆိုင်မှုရှိတော့အော်ဒါလေးတော့ငါပြောလိုက်ဦးမှာပဲလीပတ်စံရှားတာမထင်ပါနဲ့ YouTube ကလည်းပတ်စံရှားတာသူများတို့ကလွှင့်မယ်ကျမတို့ကမလွှင့်အချိန်ပေးရတယ်ပြီဘာတွေပြောရမလဲပြီးရင်အိမ်ကအလှပြရမှာလားဘာက affected မှာကျမဘာမှအလဲ affected afford လဲမထက်တဘူးကိုယ့်ကိုကိုရှိတဲ့အတိုင်းမကိုပြောသူများစိတ်ဝင်စားတာ တကယ်တမ်းကျမှားတာပေါ့နော်သူများစိတ်ဝင်စားအောင်အဲနောက်ကမ်ဘက်ဂရောင်းလို့ပါလို့ကိုက professional မဟုတ်ဘူးလေကိုကဒါကြီးတစ်ခုနဲ့လှုပ်လှုပ်ပြီးထမင်းစားတာမဟုတ်ဘူးလေနော်ဟုတ်တယ်မလားကိုကဒီ YouTube ကနေပတ်စံရှာပြီးတော့ထမင်းစားတာမဟုတ်တဲ့အတွက်ကြောင့်ကျွန်မတို့ကတော့အပျော်တမ်းပေါ့နော်အဲအပျော်တမ်းလေးပဲကိုပြောချင်တာလေးကိုပြောလိုက်မယ်အဲကိုပြောလိုက်တဲ့အရာလေးတစ်ခုကသူများအတွက်အကျိုးရှိမယ်ဆိုလို့ရှင်နော် ကျွန်မကြည့်ရတယ်။ဒါကြောင့်မလို့ကျွန်မကိုကြည့်ရသူတယောက်ဖြစ်စေနှစ်ယောက်ဖြစ်စေကျွန်မပြောချင်တာကဒီကေ page သူများရဲ့ဗီဒီယိုတွေကိုခိုးနေတဲ့တချို့ media page တွေရှိရလေ။တွားပြီးတော့ like တွေတော့ပေးပါနဲ့။ဒါကြောင့်လဲဆိုတော့ဒါသခိုးအားပြီးဖြစ်သွားလိမ့်မယ်။ကိုကိုယ်တိုင်လည်းမခိုးဘူးဆိုရင်သခိုးတွေအားမပေးနဲ့။လုံးဝအားမပေးပါနဲ့။သူတို့အစွမ်းစားနဲ့ သူတို့ပြောနိုင်တဲ့ဗီဒီယိုကလစ်ပေါ့နော်သူများအတွက်အကျိုးရှိမှရတယ်ပေါ့အခုဆိုရင်ကွာဟို Facebook ဆယ်လေးရှိပါတယ်မှာ LGBT နော်သူတို့ဆိုအရန်နာမည်ကြီးချမ်းသာပါသူတို့လိုမျိုးလို့ပေါ့နော်ဖုန်းတစ်လုံးနဲ့ပဲဗီဒီယိုလိုက်ရိုက်တာဟိုရဒီရတောင်ရိုက်အေးပေါ့ဟို original အော်ပေါ့နော်ဒင်းယူရအပြစ်လားလို့ original အော်ရမှာပဲလေနော်အဲကျွန်တော်တို့ကြောက်လို့လည်းမအောင်တက်ဘူးလေကိုကအသက်ရွယ်ပိုင်းတစ်ခုကလည်း ဟို60နီးလာပြီနော်ဟို click la blam 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 လို့မရတော့ဘူးလေနော်ကိုပြောချင်တဲ့စကားတီတတန်လေးနဲ့သူများတကအတွက်အကျိုးရှိလားသူများတကအတွက်ငါဘာလုပ်ပေးနိုင်လဲသူများတကငါဘာပြောပေးနိုင်လဲဒီနေ့မနေ့ဆိုပေါ့ကျွန်မပြောလို့ပေါ့ကျွန်မမနေ့မိုးလင်းလာနဲ့ကျွန်မအိယာထားပြီဆိုရင်ကျွန်မဘာရင်လုပ်လား renew တင်တယ်ထားတယ်ကျွန်မ coffee မတောက်မရပြီမှန်ရှိသွားတယ်နှာရှိမှတခါတယ်ဘောနော်60စက္ကန့်ပေါ့နော်ဒီနှစ်3လေး60စက္ကန့်အောင်ကျွန်မ ပြောင်းလိုက်တယ်ဒီနေ့ဒီနေ့ဒါငါ့အတွက်အကောင်းဆုံးဖြစ်မယ်ပြပြရှိကိုတယ်ဒီလိုပေါ့ကိုလို့အရာလေးတွေကိုကအကျိုးရှိအောင်ကိုပြောတယ်အခုချိန်မှာတရက်တရက်ကြည့်ရတာရ YouTube Facebook TikTok ရံပွဲရံပွဲ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 ရံဆက်နေရနော်နိုင်ငံရေးပွဲအတင်းဖျင်းပွဲအဲစိတ်ရောင်းကြောက်ရောင်းပွဲအဲကြားဖြန့်ပွဲအာဘာတွေကြည့်လို့ကြည့်ရမှမသိတဲ့ပွဲတွေမှာကိုကအဲ့ဒါတွေကြည့်ပြီးလို့ရှင်ကိုကိုတိုင်းက ဘလို့ကထိထိမြေလဲစားဖြစ်တယ်နော်ကိုဟာစိတ်တွေရှုပ်လာမယ်ဆိုတော့ကျွန်မမသိမချိပြတော့အဲ့ပွဲတွေလေကျွန်မကျွန်မအခုဆိုလို့ရှိရင်ဖခင်ကားတယ်ကျွန်မပူချီလာတယ်ပြောပေါ့လို့ပေါ့မိသားစုရုပ်ရှင်ကားတယ်မိသားစုချီးမြှင့်တာပေးရမယ်နော်အားမျိုးလေးပေါ့နော်တောင်းတောင်းနဲ့ဟိုပြောအဲအသက်ကြီးတဲ့ခါကျတော့ရည်စရာကားတယ်ကျွန်မကြည်တယ်ချာလီချပလင်းတို့အဟောင်းတွေပြန်ကြည်တယ်ရမ်းရည်ရတာတိတာအဲ့လိုပြန်စိတ်ကိုပျော်ရွှင်အောင်ကိုပြန်နေရပါတယ်လို့ဒါကြောင့်အားလုံးပြောချင်ပါတယ်ကျွန်မတို့ ကြည့်တဲ့သူတွေပေါ့နော်ကျမ page ကတော့လည်းတော့ဟိုစိတ်သိပ်ပြောပြောစရာစိတ်ဝင်စားစရာမရှိပြပြန်လဲကျမပြောလိုက်တဲ့အရာလေးတွေပေါ့နော်ကြည့်တဲ့သူတွေတကူတစ်လုံးနှလုံးဟိုပေါ့အာယုံရောင်းစီမံဆိုရင်ကျေးဇူးအများကြီးတယ်။အဓိကပြောချင်ကျမရဲ့ website ပါ။ YouTube ကပတ်စာရှာလို့မလွယ်ပါဘူးရှင်။တကယ့်ကိုသူကဟိုဘယ်လိုခေါ်မလဲ။အလောက်ကန်တစ်ခုလို့ဘယ်လိုမလဲဆိုလို့ YouTube ကနေပတ်စာရှာစားမယ်ဆိုလို့ရှင်တော့ တော်တော်လေးကိုပေါ့နော်အာယုံဆိုင်ကမယ်ပြီးလို့ရှိရင်သူများ interesting ပေါ့နော်သူများစိတ်ဝင်စားကိုကဆွဲဆောင်မှုရှိအောင်ကိုကပြောတတ်ကမယ်ဆိုတတ်ကမယ်ဘာကြောင်းပြောမှလဲဒါပေမဲ့ကျမတော့တော့သူများရဲ့ video clip ကိုခိုးယူပြီးတော့ကိုယ့်ရဲ့ကြပြီး reaction လို့ပြောကျမပါဘူးရှင့် ကျမပြောချင်တာအဓိကတော့ဒါလေးတွေရလို့လို့ရှိပါတယ်အကျိုးရှိအောင်လုပ်ပါကျမ UI site ပါချစ်ချင်းမတတ်ထားပါအခုဆိုရန်ကုန်မှာဆိုကပန်းနိုင်တရန်ပေါ်တယ်ကျမကျမညီမလေးမှာဖုန်းကိုခွဲလိုက်ပြီးတော့မှကပန်းနိုင်သွားတယ်ဖုန်းကိုကြည်ပပြချင်တာပါလဲဆိုစားစရာမရှိတော့လူတွေကခက်ခဲကုန်ကြပြီเนาะအဲ့ဒါလေးကယူဆက်ကြပါကျမ UI ဆက်ကြပါဒီမှာတော့စအေးနေပါပြီနောက်ဆိုလို့ရှိရင်ကျမ နန်းလာပိုင်းဆိုကျွန်မဟိုကသွားမယ်လေအဲထိုင်ယွန်ခီထွက်မယ်ဆိုချင်းမိုင်နေပိုင်းသွားမယ်ဆိုအဲ့ခါကျမှပဲတချို့ဗီဒီယိုလေးတွေပေါ့ကျွန်မတင်ပေးတာပေါ့နော်ကျွန်မအဲ့လိုမျိုးလေးတော့ကျွန်မတင်ပေးမှာပေါ့ဟိုအခု loss ခီလည်းမသွားသေးဘူးဟိုကရှီလာဆိုလို့ရှိရင် Christmas ပဲဆိုတော့ကိုအဲ့လိုပေါ့အဓိကအကြောင်းတိုက်ဆိုင်မှုရှိလို့ပြောချင်တဲ့အကြောင်းညာလေးသူများတွေအကျိုးရှိမဲ့အကြောင်းညာလေးပဲပြောချင်ပါတယ်လို့ဒါကြောင့်မလို့ကျွန်မရဲ့မိတ်ဆွေတွေလုံးဝဒီလိုပေါ့သူများရဲ့ video တွေကို copy ပြန်ဆွဲပြီးတော့ reaction ပေးတဲ့ page တွေဆိုရင်တော့မချိပါနဲ့အဲ့ဒါရှင်တို့တခိုးအားပေးနေပဲသူတို့အစွမ်းစားနဲ့သူတို့ပြောတတ်ပါစေသူတို့အစွမ်းစားနဲ့သူတို့ယူတတ်ပါစေသူများပေါင်းပြီးသားပေါင်းပြီးသားကောင်းရင်းပေါင်းကိုနှမ်းလေးဖြူတော့ငါပေါင်းလာလို့အဲ့လိုမျိုးအားမပေးပါနဲ့အဲ့ဒါလေးပြောချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်လို့နော်ကျမကြီးယူဆကြပါပြီးတော့လို့ပေါ့ပါစံ YouTube ကနေပါစံရှာလာမလဲပါဘူးကျမရဲ့အကောင့်လေးလေကြည့်လို့ကျမပြောတာတွေကမှန်ကန်တယ်ကျမနဲ့ ဟုတ်တယ်ဒါလေးကမှန်ကန်တယ်ဆိုလို့ရှင်တော့ဆိုရအောင်ဆက်ပြီးချစ်ပေးပါလို့ Have a good Saturday ပါရှင် bye bye